အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖပြပေးမယ့်ဝတ္ထုလေးကတော့ဆရာမဂျူရေးသားထားတဲ့စောင့်ဆိုင်ခြင်းဤနေရာမှာဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်စောင့်ဆိုင်ခြင်းဤနေရာမှာနောက်တလကံကြာရင်သူနှင့်တွေ့ရတော့မည်ဟုသောအတိတ်သည်မယုံကြည်နိုင်ပွဲရပင်ဖြစ်သည်သို့တော်သူပြန်လာတော့မည်အိမ်မက်တစ်ခုမဟုတ်ပါဒါတကယ့်အဖြစ်မှန်ပဲသုံးနှစ်ကြာခွဲခွာနေရသောခင်ပွန်းတဲ့နှင့်ပြန်လည်ဆုံတွေ့ရတော့မည်အတိတ်တရားသည် မိမသားတို့အတွက်အဖိုးထိုက်တန်လှသော ပြည့်စုံမှုတစ်ခုပင်ဖြစ်သည်ဖြူဆွတ်သောစာရွက်ကလေးသည်ပါလှက်သောကြောင့်လက်ထဲမှကင်ထားရက်ကပင်တစ်ဖြက်ဖြက်လွင့်ပါတော့မတတ်ဖြစ်သည်ဤစာရွက်ကလေးပေါ်မှ အနှစ်ရောင်လည်ရေတော်တော်များသည် ကျမတို့နှစ်ယောက်၏ကုံဆုံးသွားသော ဖြစ်ရက်များကိုတည်ဆောင်လာခဲ့သည်ရှိဆက်၍ရင်ဆိုင်ရမည်စိတ်ခံစားမှုများကိုလည်းကြိုတင်ပြောပြနေသည် ကျမတို့နှစ်ယောက်၏ကုံလွန်ခဲ့ပြီးသောပฏิပက္ခများပျော်ရွှင်မှုများစိတ်ဆင်းရဲမှုများ ထို့ပြင် ကျမတို့နှစ်ယောက်၏ချစ်ချင်းမေတ္တာများသူထွက်ခွာသွားသည့်နေ့ကရန်ကုန်မြို့တွင်မိုးဖွဲဖွဲရွာနေသည်လေစိတ်ခံမာတဲ့တွင် ကျမမျက်ရည်မကျခဲ့ပါညတညလုံးနဲ့တမနဲ့လုံးကျမသူနဲ့ခွဲခွာရန်နှုတ်ဆက်အားတင်းရင်မျက်ရည်ဝေ့တည်ခဲ့ပြီးပြီလူတွေနဲ့ဆက်ဆံတဲ့အခါ ိတ်ပြီးမယိုးသားပါနဲ့နော်။မင်းရင်ထဲမှာရှိတာတွေကိုအတက်နိုင်ဆုံးမျိုးသိတ်ထား။ဘသူကမှမယုံနဲ့နော်။ဘာပဲလုပ်လို့တတိထားနော်။မင်းကနမောနမဲပစ္စလက်ခံလုတ်ချင်နေ။စနစ်ကြကြစီကံထားနော်။ကိုပြန်လာတဲ့အခါကိုတို့ဒီအိမ်ကန်းတေးသေးလေးကနေပြောင်းရမယ်။ဒါကိုစိတ်ထဲမှာအမြဲတွေးထား။ခွဲခွာရမည့်ဇနီးတွေကိုနောက်ဆုံးညတွင် သူမှကြားသွားသောစကားများက အလွန်လက်တွေ့ကြလွန်သောကြောင့်လွမ်းဆွအငယ်ရန်ပင်ကျမမေးရောနေခဲ့သည် လိမ့်စိတ်မရောက်မီအငားကားပေါ်တွင် သူကရင်မောနိုင်မိစကားများကိုရွေးချယ်ပြောဆိုနေခဲ့၏ကြည်စန်းကိုနောက်တနားရီကျော်လောက်ကြာသွားတဲ့အခါမြန်မာစကားလုံးဝပြောရတော့မှမဟုတ်ဘူးအခုနေအားရအောင်ပြောထားမှဖြစ်မယ်ကိုတို့စကားပြောကြဆိုလားခမ်းမတဲ့တွင်ကျမလွမ်းဆွတ်ချိန်မရပါသူကလိမ့်စိတ်သို့အချိန်ကိုက်ဝင်ရောက်ပြီးစာရွက်စာတမ်းများပုံစံများဖြည့်ရင်ဖြင့်အလုံးရှုပ်ပြနေခဲ့သည် စစ်ဆေးရေးကောင်တာတို့ဝန်ခံနီးမှာတော့ကျမကိုတစ်ချက်ပြုံးပြကခေါင်းဆက်၍နှုတ်ဆက်၏ထို့နောက်ကျမရှိရာဘက်သို့လုံးဝလှည့်မကြည့်တော့ပဲကောင်တာတစ်ခုချင်းကြောဖြတ်သွားကမှန်လုံကန်းနောက်သို့ဝင်ရောက်ပျောက်ကွယ်သွားသည်စစ်ဆေးပြီးခရီးသည်များအခန်းတွင် သူရှိနေစဉ်တစ်ချိန်လုံးကျမကလေးစိတ်စားတော့ခန်းတွင်ကော်ဖီတစ်ခွက်ဖြင့်အချိန်ကုန်စေခဲ့ရသည် လေရင်ထွက်ခံသည့်အချိန်မှာတော့လေစိတ်ဝရန်တာပဲထွက်ခါရှာရှာဖွေဖွေနောက်ဖက်အုတ်ခုံတန်းပေါ်အထိကျမတက်၍မှတ်တပ်ရက်ခဲလေသည်ကျမကြိုတင်ကြံရွယ်ချက်ဖြင့်ဂျပန်နိုင်ငံလုံး30ချိုးခောက်ထီးအနီရဲရဲကလေးကိုကိုင်းလာကထီးကလေးဖွင့်ဆောင်၍သူ့ကိုနှုတ်ဆက်ခဲ့သည် သူလေရင်ပေါ်အတက်ဒီဘက်လက်အကြည့်တွင် လူအုပ်ကြားမှထင်းနေသော အနီရောင်ကလေးကို သူမြင်မှာပဲသူပြုံးလိုက်တာ ကျမမြင်ရသည် ကျမ၏ထီးကလေးကိုပြုံးပြတာလား လေစိတ်ဝရန္တာရှိ လူအားလုံးကိုပြုံးပြတာလားကျမမသိနုနယ်လာသေးတော့ကျမတို့အိမ်တော်တဲ့အတွင်းသူမပါဘဲကျမဘဝကိုပထမဆုံးအကြိမ်ဖြတ်တန်းရတော့မြည်ဟူသောအတွေ့ဖြင့်ရှင်ထဲမှာနောက်ကြည့်လေးပင်နေခဲ့သည် သူမရှိဘဲကျမ၏နေရများကိုဘယ်လိုကုံဆုံးစေရမှာပါလဲကျမကြာရှည်မှရင်ဆိုင်နိုင်ပါမလားလေစိတ်မှအပြန်တွင် ကျမ၏ခန္ဓာကိုယ်ကသာကားပေါ်ပါလာလျက် စိတ်ဝိညာဉ်ကသူ့အပားတွင်ကြံရစ်ခဲ့သည်။သူ၏တစ္ဆာကို ကျမယုံကြည်ပါသည်။ထို့ပြင် ကျမ၏တစ္ဆာကိုလည်းကျမယုံတယ်လို့သူယုံကြည်ပါသည်။သို့သော လက်တွေ့ကြာလွန်သောသူသည် သူမပါဘဲရင်ဆိုင်ရမည် ကျမ၏နေရများကိုတော့လုံးဝထဲ့မတွက်ခဲ့ပါ။သူမရှိတော့ကျမတို့အိတ်ခမ်းကလေးတွေဝမ်းနေချင်းအငွေအသက်များဖြင့်တိတ်ဆိတ်ငြိမ်သက်၍ကြံခဲ့သည် အပြင်ဘက်မှဝင်ရောက်တက်ခတ်သောလေသည်သူရှိစဉ်ကလိုမလန်းဆန်းမအေးများလာဘူးဟုထင်သည်။နက်နက်အိပ်ရာထခြင်း၊ကျမဖြော်သောကော်ဖီသည်သူဖြော်ပေးသော ကော်ဖီလောက်အရသာမရှိဘူးဟုထင်သည်။ကျမစူးစမ်းဖတ်ရမှပြင်သောဝတ္ထုများကိုသူဖတ်ပြီးတကြောင်ချင်းဘာသာပြန်ပေးတတ်သောညအိပ်ရာဝင် အချိန်များတွင်တော့ကျမရင်ထဲမှာစူးနှစ်သည့်နာကျင်မှုသည်ဘယ်တော့မှမပြောက်ကွယ်နိုင်တော့တယ်လို့ထင်ရသည်။ သူနဲ့ခွဲခွာပြီးကျမအသက်ရှင်ရပ်တည်မည်ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါချုံငယ်စွာ နေရခြင်းနေရပါစေနှစ်ယောက်အတူနေရပြီးချုံငယ်ခြင်းသည်တယောက်ထဲသာကြံပြီးပေါများကြွယ်ဝရခြင်းထက်ပို၍ပြည့်စုံပါသည်သို့တော့ခေါင်းမာတော့ကျမခင်ပွန်းကတော့ကျမကိုထားရစ်ခဲ့ပြီးဖြစ်သည်စောင့်နေရသူတယောက်အတွေ့အချိန်ဒီအလွန်မင်းကြံ့ကြာလေးရှိသည်။ကျမအတွေ့အချိန်များသည် ကုံဆုံးရန်ရှိကြလှ၏ ပထမပိုင်းတွင် အချိန်ကုန်ဆုံးစေရန်ရုံးချိန်ပြင်ပများတွင်သုံးမွေထိုးခြင်းစာဖတ်ခြင်းအလုပ်ကိုခရုတစိုက်လုပ်ယူရသည်။နောက်ပိုင်းမှာတော့ကျမသည်တယောက်ထဲကြံနေရခြင်းနှင့်နေသားတကျဖြစ်လာပါသည်။စားတော့ပြီးသွားသောထမင်းပကံများ ကော်ဖီပကံများကိုချက်ချင်းမစေဘဲလက်စည်းကန်တွင်ဒီအတိုင်းချထားပြီးစာဖတ်ခွင့်ရရှိသည့်အခါမှာတော့ကျမ၏တန်တာမှုများနည်းနည်းတက်တာရရခဲ့သည်။ ရုံးချိန်နေ၍ကမန်ကရန်ရေချိုအလှပြင်ရသည့်အခါဖက်လက်စာစာအုပ်များကိုမှုရပေါ်ဒီအတိုင်းပစ်ထားခဲ့ရတာကလည်းထူကြသောအရာသာတစ်မျိုးဖြစ်သည်ရုံးသွားကန်ဤသူ့အတွက်ကတုတ်ကရဲ့ထမင်းဘူးထည့်ပေးရသည့်တာဝန်တစ်ခုယော့နေသွားသည်ကိုတဖြည်းဖြည်းတတိထားမိလာသည်ကျမကတော့နေလဲစာကိုကြုံတယ်လို့စားတတ်သည်ကျမတိတ်ပြင်းလဲနေလဲစာကို ရုံးပေးကစားတော့ဆိုင်တွင် ဖြစ်တယ်လို့စားတော့ပြစ်လိုက်တတ်၏အင်းသူသာရှိလင်တော့ ူကဒီလိုပြင်ပအစားအစာများကိုကြိုက်နဲ့တတ်တတ်သူမဟုတ်။သူကနေရတကာရွှန်ရှားတတ်သည်။တခါတခါလမ်းဘေးကပူရီဆိုင်၊မုံဟင်ကားဆိုင်တို့တွင်ကျမစားချိန်၍သူပါဝင်ရောက်စားတောက်ဖို့ကြိုးစားသည့်အခါရေကြိုင်ထဲတွင်ပကံဆေးနေသည့်ပုံစံကိုမြင်ပြီးသူလည်းလုံးဝမစားခြင်း၊ကျမကိုလည်းလုံးဝစား권မပေးတော့ဘဲဆွတ်ထွက်သွားတတ်သည်။လမ်းဘေးကအကျော်ပြောင်းမှုပြုတ်တို့ကိုကျမဝယ်စားဖို့ခဏခဏစူးစမ်းပြီးဘယ်တော့မှမစားရပါဘူး သူကထိတ်လန့်တကြားတားမြစ်တတ်သောကြောင့်ဖြစ်သည်။ကျမကလည်းပြောင်မှုပြုတ်တို့ရေခဲပလုတ်တို့တို့အချင်ပေါင်းတို့လို ထွေလီကာလီတေရီစာများကို အလွန်မက်မောတတ်သူ။သူနိုင်ငံခြားထွက်သွားပြီးလင်းငါလာကြာသည့်အခါမှာတော့ကျမထိုအစားစာများနဲ့တော်တော်ကိုယဉ်နီကျွမ်းဝင်နေပြီ။သူကကြိုတင်မှန်းစာမိပုံရ၏။လမ်းဘေးကစားတောက်တွေကိုမစားနဲ့နော်။မင်းဝမ်းကန်ရောကပြန်ထနေမယ်။သူကျမစီစာရေးလင် အမြဲတတိပေးတတ်၏။ ကျမကဝမ်းသာအားရသူ့ကိုလိန်ရသည်စိတ်ချစမ်းမကွယ်ကို့အိမ်မှာချက်တဲ့အစားတောက်ကလွဲပြီးဘာမှမစားဘူးရေတောင်ရေချက်အေးပဲတောက်တာတကယ်တော့ကျမအပြင်မှာကြုံသည်များလမ်းပေးအစားတောက်များကိုမြင်ရရှက်ရစားတောက်နေခြင်းဖြစ်လေသည်လွန်ခဲ့သည့်နှစ်တွေတုန်းကတော့ဇီစာကြောင့်သည့်လူတယောက်နဲ့လက်ထပ်ရလိမ့်မည်ဟုကို့ဟာကိုဘယ်တွေးခဲ့မိပါမလဲတကယ်ကိုကျမတွေ့ဘူးသည်များလူအလုံးတွင် ကျမခင်ပွန်းသည်ဇီစာအကြောင်းဆုံးလူဖြစ်သည် ူကပျော်ရွှင်မှုထက်စနစ်တကျဖြစ်မှုကို ပို၍လိုလားသည် ကျမလိုနမောနမဲ့နိုင်သူတယောက်ကို သူ့ဘာဖြစ်လို့တိတိချင်းနဲ့လက်ထပ်ခဲ့ရတယ်လဲဟုတခါတရံစိတ်လိုလဲရကျမမေးလင်သူပြုံးကအချစ်ပေါ်ဟုဖြေတတ်၏ကျမကသူ့ဤအချစ်ကိုကျေစွတင်သည် သူ့ဤစနစ်ကြမှု ထိမ့်ချုပ်တတ်မှုကိုလေစားသည်သို့တော်အချစ်သည်စနစ်တကျဖြစ်မှုနဲ့ပေါင်းစပ်လိုက်သောအခါစည်းစားကြမှု ဖြစ်ပေါ်လာကြောင်းကိုတော့လက်ထပ်ပြီးမှကျမသိရသည် အိမ်ကန်းရှာသည့်အချိန်ကစ၍ကျမတို့နေရာကြီးပြည်ပခါများစတင်ခဲ့သည်။ကျမကနှွေးထွေးလိုက်ရောသောလူနေရွက်မှအိမ်ကန်းရှာခြင်းသည်။သူက လူတွေကိုမုန်းသူပြီးပြီးအေးဆက်စွာတည်တံ့နေတတ်သည့်ရွက်ကိုသဘောကျသည်။မင်းမှာဝတ်ဆောင်ဘယ်နှခုရှိတယ်ဆိုတာလိုက်ကြည့်ရွတ်ပြီးအတင်းပြောတတ်တဲ့ရွက်မျိုးကိုမင်းသဘောကျတယ်ပေါ့။တအိမ်နဲ့တအိမ်ဝင်ထွက်စကားများဟိုပစ္စည်းငါဒီပစ္စည်းငါနန်းနုံးမုံကအစတောင်း။အိုးဒါနှွေးထွေးလိုက်လဲတတ်တဲ့လူတွေကိုညီတတ်တဲ့လူတွေ နှွေးထွေးလှိုက်လဲတာနဲ့ဆက်စုတာနဲ့တခြားစီกว่าသူကျမကိုအလျှော့ပေးခြင်းမဟုတ်ဘဲကျမတို့ဤငွေကြေးပမာဏကိုအလျှော့ပေးလိုက်ရသဖြင့်လူနေအိမ်ထူထပ်ကန့်ညက်သောရက်ွက်ကလေးမှာအခန်းတစ်ခုရခဲ့သည်ကျမတို့လမ်းတဲကလူတွေကကျမကိုချစ်ခင်ကြပြီးသူ့ကိုချင်ကြသည်သူ့ရှေ့မှာလမ်းတဲကအမျိုးသမီးတွေနဲ့ကျမရဲမောစကားပြောတာကြားသွားလင်အိမ်ရောက်တော့သူကျမကိုမဆုံးနိုင်အောင်စူပူနေတော့သည်ဒီမိန်းမတွေကတစ်ချိန်လုံးသူများအကြောင်းလဲပြောနေတဲ့လူတွေ ပျော်ပျော်ရွှင်ရွှင်ကြီးအနာကမဲ့နေတဲ့လူတွေမင်းသူတို့ကိုသာလိုက်ရောနေရရင်မင်းဘဝဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးသူကတော့မျက်နှာထားတည်တည်ဖြင့်ခက်မှန်မှန်သာနေလေးရှိသည်ဖြင့်သူတို့အားလုံးကရှောင်ကြ၏သူရှိနေရင် ကျမတို့အိမ်တို့ဘယ်သူမှမလာပါတခါတရံသူမရှိခိုင်အိမ်ကြီးချင်းများကိုအဲ့ခံစကားပြောမိတော့သူပြန်လာလဲသူကနင်းနေမှအနာမှုမရှိ ကျမအနီရောက်လာပြီးအလုံးမရှိအလုံးရှာ၍ကျမကိုခိုင်းတတ်သည်ဟာ မင်းရေချိုးကန်းထဲမှာဝက်တွေဒီတိုင်းဆိုင်ထားပြီးစကားထိုင်များနေတာလားကို့လိုကိုလို့ကထကဲကျမဘယ်လောက်များမျက်နာပူရမလဲထိုဧည့်သည်မိမမျက်နာမဲကနေဖြစ်သွားကချက်ချင်းထပြန်သွား၏နေစမ်းမအောင်ဘယ်ကဝက်တွေစိန်ထားလို့လဲဟုတ်ကျမကမေးလင်တော့သူကထုံးစံတိုင်းဘာအဝဲမှမစိန်ပါဘူးကို့အမြင်ကတ်လို့တဲ့လကသူများအလုပ်ပြအောင်လာနောက်ရက်နေတယ်မိမတွေတဲ့ဘာလုံးမှဖြစ်မရှိပဲနဲ့ ုကျမညူဆိုလင်းသူကကျမကိုလက်မောင်းမှဆွဲခေါ်ကကျိုရန်ပေါ်တွင်တိုးလို့တန်လန်ဖြစ်နေသောဂျိတ်များနှင့် အင်ဂျင်များထမိန်များကိုပြားလေသည်သူကအင်ဂျင်တန်ပေါ်တွင်ဝက်လက်စအင်ဂျင်တစ်ထဲထဲပိုရှိနေခြင်းမျိုးကိုမနှစ်သက်ပေသူကအာနာဟုမသိသားလောက်အောင်ပျော့ပြောင်းသည့်တိုက်တွန်းမှုမျိုးကိုကျမအပေါ်မှာကျွမ်းကျင်စွာပြုလုပ်တတ်သည်သူနှင့်အတူလမ်းလျှောက်ရင်းသို့မဟုတ်လက်ဖက်ရည်ဆိုင်မှာစကားပြောရင်းတခုခုကို ကျမသဘောကျကတဟာဟာအော်ရင်မိလင်း သူမျက်စိမျက်နှာပြက်ခါကမန်ကရန်တာမြင်၏ဟာဟာဒီလိုမရရောက်လေတူ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 သူဤနူးညံ့သောကန့်ကွက်မှုကိုကျမချင်းနဲ့စွာလက်ခံလိုက်ရောခဲ့ပါသည် သူကကျမကို သူ့အကြိုက်အဝတ်အစားများကိုသာဝတ်ဆင်အောင်အနူးအညွတ်တောင်းမှန်တတ်သည်၏မင်းနဲ့ဒီလေဝင်းကြဲကြဲပုံစံတွေနဲ့မလိုက်ဘူးသိလားလေဝင်းကြဲတဲ့အင်ကြီးတွေက လူအများရှိမှအမြဲတရီထားနေရတာမျိုး လူကြက်တဲ့ဘတ်စကားတွေတိုးဝင်ဝင်ရတဲ့အခါ ဟိုင်းလက်ကားပေါ်ငုံတက်တဲ့အခါ ကိုကိုကိုင်ပြီးကားပေါ်ကဆင်းတဲ့အခါ"အိုးမကောင်းဘူးကွာမဝက်ပါနဲ့နော်"ကိုကမင်းနာမှာတစ်ချိန်လုံးမင်းကိုစောင့်ကြည့်တတိပေးနိုင်တာမှမဟုတ်တာနောက်မဝက်နဲ့နော်"သူဝယ်ပေးသည်။တီရှတ်တွေက အမြဲလေဝင်က အတိအကန်"ကျမကတော့ဒီလောက်လဲတတိထားတတ်သူမဟုတ်၍ကျမအတွက်ဘာမှမထူကြပါသူမဝက်စေချင်တော့အင်ဂျင်မျိုးကိုမှဝက်ချင်လှကြည့်ရဲဟူသောစိတ်လည်းမရှိပါ ထို့ကြောင့်လဲသူမရှိသည့်ကာလများအတွင်ကျမ၏လုံခြုံမှုအတွေ့သူ့စကားများကိုလိုက်နာကသူတတိပေးသည့်အတိုင်းနေခဲ့ပါသည်သူကျမစီရေးသည့်မြစာတိုင်းလိုလိုတွင်ကျမ၏အနေထိုင်အပြောဆိုကိုဆင်ခြင်ရန်တတိပေးလိမ့်ရှိသည်လမ်းဖြတ်ကိုရင်ကားတိုးမလို့ခဏခဏဖြစ်၍ဆွဲဆွဲထိန်ရတော့ကျမကို သူပဲစိတ်ချနိုင်ပါမလဲလေသူ့ပူပန်မှုကို ကျမခံစား၍ရပါသည်လမ်းကူးတဲ့အခါတတ်နိုင်သည်မြမိပွိုင်းကနေကူးပါ တငယ်ချင်းနဲ့လမ်းမှာတွေ့ပြီးစကားအမြင်မပြတ်ပြောရင်လမ်းဖြတ်ကိုတာမျိုးမလုပ်နဲ့လမ်းဖြတ်ကိုရင်ကားတွေကလွဲ့ပြီးဘာကူမှအယုံမထားနဲ့ဘတ်ကားအတက်စင်နှိကွေးလာတော့ကျမကို သူ့အမေဂယုနာဒေါသဖြင့်စူပိုးလေးရှိသည်မင်းဟာလေကိုတတိထားကြည့်နေတာကြားပြီအဖွားအိုလေးလိုတုံနေတုံနေလုံမနေနဲ့ကိုပိုင်ကားမဝိုင်းနိုင်သေးတဲ့ဘဝမှာဘတ်ကားတိုးစီရင်ဒီလောက်တော့တစ်ခွက်ခံရမှာပဲကိုတက်တဲ့ဘတ်ကားမှာရအောင်လိုက်တက်ဖို့ကမင်းတာဝန်ပဲကိုနေရာကမင်းလက်ကိုဆွဲခေါ်မပေးနိုင်ဘူး တခါတော့ကသူနဲ့ကျမဘတ်ကားအတူတက်ကြပြီး သူကကားထဲအရင်ရောက်သွားကကျမကလူတွေတိုးမှုကြောင့်နောက်မှကြမ်းခဲ့ဘူး၏လူကြက်လွန်းတော့ကြောင့်သူကျမပါမလာမှန်းတော်တော်နဲ့မသိပြီအိမ်ရောက်ခံနေကြမှသူသိသည်တဲ့ထိုနေ့ကသူ့နောက်နိုင်ဝက်လောက်ကြားမှ ကျမအိမ်ပြန်ရောက်သွားသည် သူအိမ်ဝရန်တမှကျမကိုထွက်မျောနေတာလမ်းထိပ်ကလေးကကျမမြင်ရလေသည်ယခုတော့၃နှစ်အတွင်းကျမလည်းဘတ်ကားတွေနဲ့နေသားကြနေပြီ။ သူပူပန်တယ်လို့လည်းတခါမှမဖြစ်တော့ဘူး။သူကတော့စာရေးတဲ့အခါထဲ့ရေးတတိပေးမြင်ဖြစ်သည်။ရှေ့ကမ်းမှာနေရာရလို့ရှိရင်ကားတကားဖွင့်ဆင်းကန်ဒီမှာအရင်မလို့နဲ့မှတ်တိုင်ဆိုတာကားတစ်စီးနဲ့တစ်စီးအမြဲပြိုင်ကျော်နေကြတဲ့နေရာ။နောက်ကားကိုရွေးဆိုင်ကြည့်ပြီးမှတကားဖွင့်ဆင်းကြလာ။သူကတော့နေရာတကာစနစ်ချသူပြီးပြီးဘယ်နေရာမှမှအမာရွင်မရှိဘူး။ကျမမာရွင်လည်းလေအဖေတယောက်လိုပင်စူပူရိပ်မပီးတော့ချေကျမပစ္စည်းတစ်ခုကိုပျောက်သွားလဲ ူများမြင်မိသလား၊ကိုင်းမိသလားတော့မမေးနဲ့။ပျောက်သည့်ပစ္စည်းတံပေါ်နှင့်မမြတော့အောင်သူဝေဖန်သည့်တံကိုခံရ၏။ကျမမကြာခဏပျောက်တတ်သောပစ္စည်းများမှာဖက်လက်စာစာအုပ်၊လက်ပတ်နာရီ၊လက်စော့၊မီတာဆောင်ရံဖြတ်ပိုင်းစသည်တို့ဖြစ်သည်။မောင်ရီကိုနိုင်လေးများဘယ်မြင်မိလဲ။ဟုမင်းမိလင်သူကဒေါသတကြီး။မသိဘူး။ဟုခက်ပြက်ပြက်ဖြေတတ်၏။ကိုပစ္စည်းကိုဘယ်နာထားမိမှန်းမသိနိုင်လောက်အောင်နမောနမဲ့နိုင်တဲ့မိမ့်မား ။နောက်ပိုင်းတော့ကျမဘာသာတိတ်တိတ်ကြဲ့၍ရှာရသည်။ဒါပေမဲ့တန်းနီနီနဲ့သူတိသွားတာပါပဲ။ဥပမာကျမလက်ပတ်နာရီမပါပဲရုံးသွားသည့်အခါမျိုးစာကြည့်တိုင်းမှာစာအုပ်ပြန်အပ်ရဲ့ရက်စီသည့်နေ့နဲ့နဲ့ပိုင်းတွင်တခံလုံးတောင်းတောက်အောင်စာအုပ်ရှာဖွေနေရသည့်အခါမျိုးထိုအခါမျိုးတွင် သူပြုံးသည့်အပြုံးကအလွန်မုန်းဖို့ကောင်းလာသည်။တိလား။တယောသည့်အပြုံးလေ။ပစ္စည်းပြောက်ကိုကုရှာပေးဖို့တော့ဝေးလေစွာ ူနဲ့ဘာမှမဆိုင်တယ်လို့အထက်စီအပြုံဖြင့်ကြည်နေတတ်သည်။အင်းအဲ့ဒါကသူနဲ့မသက်ဆိုင်သည့်ပစ္စည်းမျိုးမှာပေါ့လေ။သူနဲ့ဘာသက်ဆိုင်သည့်ပစ္စည်းမျိုးပျောက်မိလင်တော့ထိုပစ္စည်းမတွေ့မချင်းကျမနေစရာပဲမရှိတော့။ဥပမာလက်သေးညက်လိုပစ္စည်းမျိုး။ဧကန်နယံကတ်မှန်မှာတင်ထားသည့်ဘီစာအုပ်ဘီတို့မှာစာအုပ်တစ်ခုခု။ဇပွဲအန်ဆွဲထဲမှာဘောပင် ဖောင်တဲ့ သူ့အပေါ်ပို၍စိတ်တူရသည်မှာတော့သူ့စိတ်ကောက်လင်းကြားရက်လွန်၍ဖြစ်သည်တအိမ်ထဲနေတစပွဲတဲ့ထမင်းစားတကရင်တဲ့အိမ်တစ်ချိန်တည်းယုံသွားယုံပြန်ရသည့်လင်မယားနှစ်ယောက်အတွေ့သူ့လိုစိတ်ကောက်ကြာရှည်ခြင်းမျိုးကမဖြစ်နိုင်ဟုထင်ရတော့လဲသူကစိတ်ဆိုးဒေါသထွက်ရာတွင်တကယ်ကြာရှည်တတ်သည်ပထမတော့ကျမကထင်းကျုံနိုင်စွမ်းအားနည်းသည့်သဖြင့်ကျမကကြည်ဆဆခေါ်မိသည်နောက်ပိုင်းမှာတော့ကျမကလဲပတ်သွားလိမ့်မည် ဤကဘာမြေလောကတွင် သူမရှိလဲဖြစ်သည်ဟူသောပုံစံအချို့မျိုးဖြင့်နေတတ်သွားပြီထမင်းကြွေးစရာရှိလင်းမောင်ရေထမင်းစားစို့ဟုဝတရားမပြက်ခေါ်ရုံသွားချိန်မှာ သူထမင်းဘူးကိုဝတရားမပြက်စီစဉ်ပြီးကျန်းသည့်အဘိုးစကားတခွန်းမှမပြောမိအောင်စိတ်ကိုထိန်ချုပ်မျက်နာကိုလည်းစိတ်ကောက်သူဤမျက်နာမျိုးစုပုတ်မထားမိစေနဲ့တာမန်တည်ငြိမ်မှုရအောင်ထိန်ထားညအိမ်ရောင်ဝင်ကျမအတွက်ကော်ဖီထည့်မဖြော်လင်းလဲဝမ်းမနေနဲ့ ို့ဘာသာမိဖို့တဲ့တွားဖြောတာသူတခုခုမင်းလင်စိတ်ကောက်ပြီးမဖြေပဲမနေနဲ့ပုံမှန်အတိုင်းဖြေပြီးလင်တော့ကို့ဆန္ဒနဲ့ကိုစကားတခုမှမပြောမိစေနဲ့ထိုနီးများမှာအိမ်တော်တက်တဲ့နေ့အတွင်မှာကျမလှင်မြန်စွာတက်လာတော့နီးများဖြစ်ပါသည်ထိုနီးများမှာထင်းသည့်ထက်လည်းပို၍အောင်မြင်တတ်ပါသည်ဒီလိုနဲ့မူလကစိတ်ဆိုးဒေါသဖြစ်သူမှသူဖြစ်တော်လဲနောက်ပိုင်းတွင် ကျမက စိတ်ကောက်သူအဖြစ်ပြောင်းလဲသွားတတ်၏ သူဤမျိုးသိမ့်နိုင်စွာနှင့်ကျမဤမျိုးသိမ့်နိုင်စွာရှင်သည့်ပွဲတွင်အမဲလိုလိုကျမအနိုင်ရလေရှိသည် ကျမမှာရှိသည့်လျော့ဝဲချက်ကရှင်းရှင်းကလေးပါသူကကျမလိုအပေါင်းတင်းဆန့်သူမဟုတ်၍သူဤနောက်တနေ့အစီအစဉ်မှာရိုးစင်းသည် စိတ်လိုရှာဝဲမရှိစိတ်ကူးဖြင့်ပျော်ရွှင်နှစ်သိမ့်နေဖို့မဖြစ်နိုင်ကျမကအပေါင်းတင်းများသည်မို့ကျမဤနောက်တနေ့အစီအစဉ်ကိုစိတ်ကူးဖြင့်ပျော်ရွှင်နေလင်ဘေးနားမှာသူငုံငူကြီးရှိနေတာကိုမေ့ပျောက်ထားလို့ရနေသည်သူနှင့်အတူတခန်းထဲနေရပြီး သူ့လက်လျူရှုမှုကိုတီးခတ်နိုင်ရန်စိတ်ကူးအာယုံတစ်ခုခုဖြင့်အစာထိုးထားကြောင်းသူမသိပါဥပမာမနေ့ဖြန်ကုမ္ပဏီရုံးစင်းချိန်မှာအိမ်ကိုချက်ချင်းပြန်မလာသေးဘဲရုံးကတငယ်ချင်းတွေနဲ့ရေကဲမုံသွားစားမိဖះရသွားမိသို့မဟုတ်နေ့လယ်တွင်ရုံးမှာလက်ဖက်တို့တပြောတပါတုံစားကြမိအလုံးကုန်ကြစိတ်ကိုကျမစိုက်ထားပြီးလာကထုတ်သေးနေမှပြန်ဖြန်မိတယောက်ကိုပတ်စံဘလောက်ကောက်တဲ့ပါတယ်လဲ။ သို့မဟုတ်ကျမနဲ့မတည့်သောလက်ထောက်မန်နေဂျာမျိုးသမီးရှိတွင်သူမအားခက်ရှိတ်ရှိတ်ဖြစ်နေသောအဖိုးကြီးတယောက်၏အိမ်တော်စုအကြောင်းမရေပြိုင်များအကြောင်းသူမကြားနိုင်ရုံလေတံဖြင့်ခက်ကြိတ်ကြိတ်ဆွေးနွေးပြမည်သို့မဟုတ်မနေ့ပြန်ရုံကို PS နှခန်းဆိုစီဘူးယူသားပြီးဆိုရမည်သောမဟောကျောင်းတုံးကတငယ်ချင်းတွေနဲ့ရုံးရှင်အတူကြည့်ကြရန်တင်းနှင်းကလေးကြောင့်ဖုန်းဆက်ပြီးချိန်ကြမည်။အေးအေးဆေးဆေးစကားပြောကြမည်။ ကို့ယောက်ျားတွေ၏လျှို့ဝှက်ချက်များကိုတက်လက်စီပြောပြဆွေးနွေးကြမည်။ကျမမှာအစီအစဉ်တွေစိတ်ကူးတွေများလွန်းသဖြင့်သူ့ကိုအတန်တိတ်ရှင်ပြိုင်တိုက်ခတ်ရာတွင်ညီးငွေမှုကိုဖယ်ထုတ်ထားနိုင်ခဲ့၏။ဤနည်းကို သူ့ကို ပြပြ၍မဖြစ်ကျမတို့စိတ်ဆိုးစရာကိစ္စတွေအများကြီးရှိသေးသည်။နောက်ဆုံးတော့သူသာဇဝေဇဝါဖြစ်သွားရလေသည်။နေစမ်းမအောင်ကအခုဟာက ကိုကမင်းကိုစိတ်ဆိုးနေခဲ့တာလားမင်းကကိုကိုစိတ်ဆိုးနေရလားဟင် ကျမရဲ့ခြင်းစိတ်ကိုထိန်ချုပ်ကမသိဘူးလေဟုတ်ဖြေလင်တော့သူကတက်ပြင်းတစ်ချက်ချကမတက်တာလုံး၍လက်ရောရသည့်ပုံစံမျိုးဖြင့်ကျမကို ပုံမှန်အတိုင်းစကားပြောရတော့သည်ဒီလိုဆိုပြန်တော့ကျမခင်ပွန်းက အလွန်ချစ်ဖို့ကောင်းနေပြန်ပါသည်သူသွားကစားကကျမနေ့စဉ်လိုလို မျက်ရည်ဝိတ်လေကလွမ်းဆုံတန်းတပြေးစာရေးတိုင်းသူကြကြမနေရန်ငွေသိမ့်လောဘမကြီးရန်မှာမိသည် မောင်မရှိဘဲနေရတဲ့ဘဝမှာ အမြဲတမ်းကိုငိုချင်းနေတော့တာပဲပျော်ရွှင်မှုဆိုတာနှစ်ယောက်တူရှိနေမှာကြုံရတော့မယ်ဒီနှစ်တွေကိုကိုဘယ်လိုရင်ဆိုင်ဖြတ်ကျော်ရမှာလဲသူကကျမကို အားပေးနှစ်သိမ့်ခဲ့ရလေသည်သူနဲ့နှစ်ယောက်တဘဝနေလာရမှတယောက်တည်းဘဝဖြစ်လာတော့အခါကျမဤစိတ်ခံစားမှုများတဖြည်းဖြည်းတိမ်မွေ့စွာပြောင်းလဲလာသည်ဒါကလည်းယူပပေရသဘောထားအရာဆိုလင်တော့ရှင်းရှင်းကလေးပါ အရာဝတ္ထုတိုင်းမှာနေမြဲနေလိုသည့်ဆန္ဒအင်နာရှာဆိုသည့်သဘောရှိသည်တဲ့လူတွေမှလည်းထိုသဘောတရားရှိမနေဘူးဟုဘယ်လိုငင်းဆန်နိုင်ပါမည်လဲချစ်ခင်သူများနဲ့အတူတကွပေါင်တင်တွဲဖက်နေရသည့်စိတ်ရတာကိုဆက်လက်တည်မြဲလိုလျက်မတည်မြဲခြင်းကိုကိုယ်တိုင်ကြုံရသောအခါကျမတို့ငိုကြွေးကြရသည်ကျမတို့အင်နာရှာသဘောတရားအရာတနည်းအားဖြင့်တော့ကျမတို့ဤအတ္တအရာငိုကြွေးကြခြင်းဖြစ်ပါလိမ့်မည် ယခုတော့သူနဲ့ခွဲခွာနေရသည့်၃နှစ်နေပါကာလတွင်ကျမ၏နေသားတကျဖြစ်မှုကပြောင်းလဲလာပြီဖြစ်သည်။စူပိုမည်သူမရှိဘဲစိတ်လွတ်လပ်လွတ်ပစ္စည်းတွေခဏခဏပြောင်းရသည့်အရာသာတယောက်ထဲ၃လရဲ့ရှာဖွေပြီးပြန်တွေ့လင်ပျော်ရွှင်ရသည့်အရာသာသူရှိစဉ်ကသူမကြာခဏဖွင့်လှစ်ရှိသော Tchaikovsky မိုးဇတ်နှင့်ရှူပတ်တိတ်ခွေတို့ကို တိတ်ခွေဘူးကြီး၏ဟိုးအောင်ဆုံးတို့ပျော်ပျော်ရွှင်ရွှင်ထည့်သိမ်းထားပြီး ဖော်နီထိုင်လာနဲ့ရော့စတီဝတ်တို့ကိုအဆက်မပြတ်နားထောင်ရသောအရာသာအဝိချင်းတဲ့အဝိညစ်တွေစုပြုံနေလဲမင်းအဝိတွေတိတ်များနေပြီဒီလောက်ညက်ပတ်လို့ဖြစ်မလားကွာနင်းနေရှော့အောင်မပေါ့ဘာလဲကို့ဝင်ကို့ဟာကိုရှော့ဝက်တာကိုမင်းကျေးဇူးမတင်ဘူးလားမင်းအဝိတွေကိုရှော့ပေးအောင်မလားဟုမိတွန်တောက်တီးမိသူမရှိပဲစိတ်ရှိတယ်လို့ပြင်းရီခွင့်ရှိသောအရာသာတခါတခါထမင်းချက်ရမှာပြင်းလဲ ပေါင်းမုံကိုရိုးတမျိုးတုပ်လျက်ကော်ဖီဖြော်ကအလွယ်တကူတင်းတိမ်ပြစ်လိုက်ခွင့်ရှိသောအရာသာလမ်းမှာအမှတ်မထင်တငယ်ချင်းဟောင်းတယောက်တလေနှင့်တွေ့ပြီးရှေးပြင်ဟောင်းများကိုတက်မိတမောပြန်ပြောနားထောင်၍ပျော်ရွှင်ခြင်းနဲ့နေသည့်အချိန်သူစိတ်ပူမလားဟု နောက်ဆံမငင်ရသောလွတ်လပ်မှုအရာသာကျမသည်တယောက်ထဲနေရတာကြာသောဘဝတွင်တယောက်ထဲနေရခြင်း၏အရာသာကိုမက်မောစွာသိရှိသွားပြီး အချစ်သည်အရာရာတွင် ပြည့်စုံစေသည်ဟုသောအချက်ကိုပထမဆုံးအကြိမ်တန်တရားရှိလာပြီးအချစ်၏အသောဝင်မှုသည်ချွင်းချက်များရှိနေလိမ့်မည်ဟုယုံကြည်လာပြီးယခင်က သူမရှိဘဲလောကတွင်ရပ်တည်ဖို့မဖြစ်နိုင်ဟုတန်တာကြေကွဲခဲ့လေသမျှယခုတော့လောကတွင် သူမပါလင်လဲဘာမှမယုံရော့ပါဘူးဟုရိုးစင်းစွာဝန်ခံခြင်းစိတ်တွေဝင်လာခဲ့ပြီ။သူကျမအပေါ်ချစ်သည့်အတိုင်းအဆကိုကျမသိသည ကျမသူ့အပေါ်ချစ်တဲ့အတိုင်းစာကိုလည်းသူတည်သည်သို့တော့ယခုဖြစ်နေသည့်ကိစ္စကအချစ်ကိစ္စတက်တက်မဟုတ်ပါယခုတော့ကျမ၏နေသားတကြဖြစ်မှုကိုနောက်ထပ်နေသားတကြဖြစ်မှုတစ်မျိုးဖြင့်အစားထိုးနိုင်ဖို့ကြိုးစားရပေအောင်မည်ဤကိစ္စလွယ်ကူမည်လားခက်ခဲမည်လားကျမမသိပါ ကျမခင်ပွန်ပြန်လာတော့မည်ကို ကျမအပြောဖြင့်သိရတော့မိษွေတငယ်ချင်းများက ကျမကိုအမျိုးမျိုးစားနောက်နေသည်ကိုစိတ်ကုံစွာပင်ကျမစူးစားပြုံးပြနေရတော့သည်တစုံတစ်ခုကိုကာလကြာရှည်စွာစောင့်ဆိုင်နေရသည့်ကိစ္စတွင် ထိုတစုံတစ်ခုကိုရရှိလာမှုနှင့်အလိုဆန္ဒပြည့်ဝကျင့်တတ်မှုဟာအမြဲတမ်းတထက်တည်းမကြနိုင်ဘူးဟုကျမဘယ်လိုရှင်းပြတတ်ပါမလဲဒါကိုကျမဘယ်သူကိုမှ ထုတ်ဖော်ပြောဖို့မဖြစ်နိုင်ပါအထူးသဖြင့်ကျမကိုချစ်မြတ်နိုးသောခင်ပွန်းတဲ့ကိုပြော၍မဖြစ်ပါလောလောဆယ်အရေးကြီးသည့်အချက်က သုံးနှစ်တာခွဲခွာနေရသောခင်ပွန်းတဲ့ကိုကြိုဆိုရမည်။ကြိုဆိုရရင်လည်းသုံးနှစ်တာတန်းတားမှု၏ပမာဏအပြည့်အဝဖြင့်ကြိုဆိုရမည်။လင်မယားနှစ်ယောက်ခွဲခွာတိုင်းဖြစ်လေဖြစ်ထားရှိသောရုပ်တည်ဗေဒနည်းအတိုင်းကြိုဆိုရမည်။နှွေးထွေးမှုလှိုက်လဲမှုဝမ်းတာမှုဟင်အင်းမဟုတ်ဘူးစိတ်ကျဉ်ကျပ်မှုမကျေနပ်မှုရင်တွင်းခံစားချက်ဗလာဖြစ်မှု။ လူတယောက်သည်အရာဝတ္ထုတစ်မျိုးတည်းအပေါ်မှာခန်းစားချက်မျိုးမျိုးတစ်ပြိုင်တည်းဖြစ်ပေါ်တတ်ကြောင်းကျမယခုမှသိပါသည်။ဆောင်းဆိုင်သူတယောက်အတွက်မျောလင့်တယ်လို့ဖြစ်လာတိုင်းလဲစိတ်ကျဉ်းနှံမှုမရတတ်ပါ။မျောလင့်ထားသောအရာကိုလက်ဝဲရရှိခြင်းဆန္ဒပြေဝပျော်ရွှင်ခြင်းထိုနှမျိုး၏အကြာမှာဝက်ဖဲကတော့အချိန်ကာလပဲဖြစ်သည်။ဂျူကလျာမဂဇင်းဇန်နဝါရီလ 1993ခုနှစ်နားဆင်အပိတ်ခဲ့ကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်